ောကောဒီတခါတော့သသမိမိတို့ကိုပြောပြမယ့်အကောင်လေးကတော့ဇင်ယောငှက်လေးရဲ့အကြောင်းဝင်ဖြစ်ပါတယ်။ ဇင်ရောင်ငှက်လေးတွေကအဖြူရောင်အမွှေးနဲ့မိခိုးရောင်အတောင်ရှိပြီးကြီးမားတဲ့ငှက်တမျိုးဖြစ်ပါတယ်။သူတို့ရဲ့အတောင်ဟာကျယ်ပြန့်ပြီးလေထဲမှာအားကောင်းစွာပြန့်သန်းနိုင်ပါတယ်တဲ့။ဇင်ရောင်ငှက်လေးတွေနေထိုင်တဲ့နေရာကတော့ပင်လယ်ကမ်းခြေ၊မြစ်၊အင်း၊အိုင်စတဲ့ရေရှိတဲ့နေရာတွေမှာအများဆုံးတွေ့ရပါတယ်တဲ့။မြို့ကြီးတွေရဲ့ရေခန့်တွေမှာလည်းဇင်ရောင်ငှက်လေးတွေနေလေးရှိပါတယ်။ အစားအစာအားဖြင့်လည်းဇင်ရော်လေးတွေကအားလုံးစားတဲ့ငှက်မျိုးစားဖြစ်ပါရဲ့။ငါး၊ပစွန်၊ပိုးမွှားစတဲ့အစားအစာတွေကိုစားကြပါတယ်တဲ့။လူတွေစားနေတဲ့အစားအစာတွေကိုလည်းသူတို့ကယူပြီးစားတော့တတ်ကြပါတယ်တဲ့။ဇင်ရော်ငှက်လေးတွေရဲ့အတန်ဟာကျေလောင်ပြီးတော့တခြားငှက်တွေနဲ့ဆက်သွယ်ဖို့အတန်အမျိုးမျိုးလည်းထပ်တတ်ပါတယ်တဲ့။ဇင်ရော်ငှက်တွေကအုပ်စုလိုက်နေပြီးတဲတောင်မြင်မှာအတိုက်လောက်ခါဥဥလေးရှိပါတယ်တဲ့။ ဲ့လိုဥဥပြီးပြီဆိုလို့ရှိရင်ဇင်ရောဖေဖေရောဇင်ရောမေမေရောကဥနဲ့တားပေါက်လေးတွေကိုသူတို့အတူတကွစောင့်ရှောက်ကြပါလေတဲ့တသားမိမိတို့ကန်းချီတွေသွားရင်မြစ်ချောင်းသားကိုသွားလို့ရှိရင်ရေထဲမှာလှိုင်းစီးနေတတ်တဲ့ဇင်ရောငှက်လေးတွေကိုမြင်နိုင်ပါတယ်နော်အခုဇင်ရောငှက်လေးတွေအကြောင်းသိထားရဲဆိုတော့အပြင်မှာဇင်ရောငှက်လေးတွေတွေ့ရင်သူတို့ကိုတေချာကြည့်ပြီးသူတို့အမူအကျင့်လေးတွေကိုလေ့လာလို့ရတယ်နော်ကဲအခုဇင်ရောငှက်လေးတွေအကြောင်းသိပြီဆိုတော့မိကုံးလေးတွေဖြစ်ကြအောင်နော် ဇင်ယောင်ငှက်လေးတွေကဘယ်နေရာမှာနေထိုင်ကြလဲနံပါတ်1ရေရှိတဲ့နေရာတွေနားမှာနေထိုင်ကြတယ်နံပါတ်2သစ်ပင်ကြီးတွေပေါ်မှာနေထိုင်ကြတယ်နံပါတ်3ဂန္ဓာရတွေမှာနေထိုင်ကြတယ်ဟုတ်ပါရဲ့အပြည့်အမှန်လေးကတော့ရေရှိတဲ့နေရာတွေမှာဇင်ယောင်ငှက်လေးတွေကနေထိုင်ကြပါတယ်ကဲနောက်ထပ်အကောင်လေးတွေအကြောင်းကိုဆက်ပြီးလေ့လာကြည့်အောင်နော်